ခုဖတ်ပြမယ့်စာအုပ်ကတော့စာရေးဆရာကိုတာရဲ့စာတင်ကြောင်းများ၏ပြဿနာများနှင့် သိမြင်နားလည်ခြင်းဖြစ်ပါတယ်။ဒီစာအုပ်ထဲကအခန်းနှစ်အပိုင်း၄ Philosophic နားလည်ခြင်း Philosophic Understanding ကိုဖတ်ပြမှာပါ။ဖီလိုဆိုဖစ်နားလည်ခြင်းဖီလိုဆိုဖစ်အန်ဒါစတန်ဒင်းကျောင်းသားလူငယ်တွေမှာ စိတ်ကူးစိတ်တမ်း abstract ideas တွေရှိတယ်။တွေးကြုံရတာတွေမှရေပုံရအမြင် generalization တွေရှိတယ်။ဆွဲယူပေါင်းခတ်ပြီး theory ဆိုတာမျိုးတွေလည်းရှိတယ်။တစ်စစ်တက်ပြီး philosophic နားလည်မှုဆိုတာမျိုးရှိလာရင် စိတ်ကမြင့်လာတာ။အရေးပါအရာရောက်တဲ့အတိတ်ဘယ်တွေရလာတယ်။တင်းရင်းနေတာတွေအပိုင်းပိုင်းအစအစတွေကစုလာပြီး idea ကြီးရလာတယ်။ ဥပဒေအဓိကပထမနှစ်ကျောင်းသားတယောက်ရဲ့အတွေ့အကြုံကို ရှင်းပြပါရစေပထမနှစ်ပြီးတော့ဒေါက်တာခင်မောင်ညွတ်ကမေးတယ်ဒီနှစ်သင်ရတဲ့အထဲမှာအရေးအကြီးဆုံးအကြောင်းအရာကဘာလဲတဲ့ကျွန်တော်ကအင်္ဂလိပ်စက်ဆုံဥပဒေလို့ဖြေလိုက်တယ်သင်ရိုးတဲ့ကအကြောင်းအရာကိုမေးတာမဟုတ်ဘူးလူဘဝမှာအရေးပါတာကိုမေးတာလို့ပါမုခပြောပေတဲ့ကျွန်တော်ကဘလုံးပထွေးနဲ့ပဲဒီဥပဒေပဲလို့ဖြေရတာက လူအစုတစုကဆွဲဆောင်တင်းသွင်းခြင်းနိုင်ထက်စီးနှင်းလုပ်ခြင်းတွေနဲ့လူအဖွဲ့အစည်းတခုမှာအမိတ်အာဏာတီအောင်လုပ်တာ အထူးသဖြင့်ဒီနည်းနဲ့သူတို့အကျိုးရှိအောင်လုပ်တာကသဘောကျစရာကောင်းလို့ပဲအင်္ဂလိပ်လိုဆက်စွန်တိုင်းပြည်မှာဥပဒေလုပ်တာက ကျွန်တော်ចောင်းသားတဲ့ចောင်းသားနိုင်ငံရေးမှာတွေ့နေရတာတွေနဲ့အလွန်တူတာကိုဝါရစ်နေတဲ့နိုင်ငံရေးသမားတွေက ဥပဒေစည်းမျဉ်းတွေလှုပ်ရှားမှုတွေ ဟာမိတ်ဖွဲ့ချင်းတွေနဲ့သူတို့ဘက်ပါ သူတို့နောက်ကိုလိုက်အောင်ကစားကြတာပဲကျွန်တော်တုတ်ဆိုင်ဆိုင်နဲ့မသေးမကွဲမိနစ်နည်းနည်းကြာအောင်ပြောပြတဲ့အခါပါမုခက ခမည်းကပါဝါကိုဆူလိုတာကိုတဲ့သူပြောတာကအံဝင်ဝင်ကြကျွန်တော်ရှောက်ပြောနေခဲ့တဲ့အသေးစိတ်တွေအစုံအလင်တွေတစစီဖြစ်နေတဲ့အတွေ့အကြုံတွေဟာလုံးပေါင်းစူးစီးသွားတော့တာကို generalized concept ဆိုတာမျိုးပဲ စင်စစ်အတိပဲကိုတတ်မှတ်နိုင်တော့တာပါဝါဆိုတဲ့အယူဆကြီးရဲ့တွင်ပြင်လက္ခဏာတွေကို အရင်ကတည်းကပါဝါရဲ့အတိပဲကို နားလည်ပါတယ်ယခုဟာကပညာသား intellectual potency ပါတာနားလည်မှုအမျိုးအစားအသစ်လို့ခေါ်ရမလားပဲအင်ဒိုနီးရှားကနိုင်ငံရေးဖြစ်ရတွေဖြစ်ပါစေမြန်မာနိုင်ငံကရွေးကောက်ပွဲပဲဖြစ်ပါစေကြည်မြင်ရမှာကြည်စရာလက်နဲ့ဩဇာတတ်သိရှိတဲ့ကရိယာအသစ်ရတာပဲရွေးကောက်ပွဲတာမကား ကျောင်းသားနိုင်ငံရေးတခါတရံမိသားစုအိမ်တွင်းရေးအထိပါဝါကိုကောင်းကောင်းသုံးကြတယ်တလွဲသုံးကြတယ်လို့အဲ့ဒါလို့တွေးနိုင်တာပဲတဘာဝအဖွဲ့အစည်းအခြေရေး evolution မှာ ကျွန်တော်စိတ်မြင်ကွင်းမှာပါဝါကိုမြင်လာတယ် philosophic နားလည်ခြင်းဟာဒါပါပဲအစစ်မှန် reality တနည်းအကြောင်းချင်းရာတွေရဲ့အမှန်အစစ်ထိုးဟာကိုရှုမြင်ရာ ရှုမြင်ကြောင်းမှာအသုံးကြတယ်မှန်ဟာ နောက်ကြည့်မနေပဲကြည်လာတယ် တင်ချာမှာလဲဒီအမြင်ကအတုံးကြတယ်တင်ချာစာအုပ်တွေမှာစေကလုံးပြဿနာတွေရှိတယ်ဥပမာယောက်ျား9ယောက်ဟာတွင်း12တွင်းတူးဖို့နှစ်နာရီခွဲကြာရင်မေတီလာရှင်6ယောက်အတွက်နာရီဘယ်လောက်ကြာမလဲ sorry ကျွန်တော်ကရောသွားတယ်ဆောင်းလားနှွေလားထူလူတွေရေစာနေသလားတွင်းထဲကဘာလို့ဖို့တော့ကြောက်တုံးတွေတူးထုတ်ခြင်းလို့လားရှောက်စင်းစားနေတော့ဆရာမကအဖြေရပြီလားတဲ့ တင်ချာတွေ့ရမှာအဲ့ဒါလိုပြဿနာကရှိတာကျွန်တော်လေးတန်းတုန်းကညနေဆောင်တင်ချာတွေ့ရရင်မကြာခဏဆိုသလိုပဲဖြစ်ခဲ့တယ်ဒီပု္ပ္ပာအတွက်ကယောက်ျားဖြစ်စီမေတီလာဖြစ်စီဘဲသူချင်းတူးပါစီအရေးကြီးတာမဟုတ်ဘူးတူးနေတော့ခဏရထားပြီးမှဆက်တူးလဲဘာမှမဖြစ်ဘူးဘာအတွက်ချင်းတွေတူးရတာတုံးဆိုတာလဲပြဿနာမဟုတ်ဘူးအခြေအနေကိုရှောက်စဉ်းစားနေတာကပြဿနာလူရှိရောက်ခေါ်ချင်းတူးခိုင်း나ကြီးနဲ့အချိန်မှတ်ထားဖို့ပဲလိုတယ် ဆိုပေတဲ့တင်ချာပု္ပ္ပာကကျွန်တော်တို့ကို analog wall acid အကောင့်ထဲလောကမှာခွာပြီး analog wall ကို cilios လို့ဘာသာပြန်လိုက်ပါသည်စိတ်အတွေးထဲမှာ abstract thinking လျှောက်ပတ်တဲ့ကိငဏန်းတွေကိုပဲအာယုံဆိုင်ပြီးတွက်ချသူကအဲ့လိုလှုပ်စီချင်တာတင်ချာနဲ့သိပ်ပံတွေဟာစိတ်အတွေးတွေအလုံးအသုံးချရတဲ့ဘာသာရပ်တွေ philosophic နည်းနဲ့စိတ်အတွေးကိုမြင့်ရမှာ အတွေးလောကဝါစိတ်ကူးလောက conceptual world ပါရတာထိုစိတ်ကူးလောကကလည်း idea တွေနဲ့လုပ်တယ်နေ့စဉ်လောကရဲ့အရာဝတ္ထုတွေဖြစ်ရတွေနဲ့လုပ်တာမဟုတ်ဘူးထို theory စိတ်ကူးလောက this theoretic conceptual world ဟာအကောင့်ထဲမရှိဘူးနည်းနည်းဆန်းနေအမြဲတစေထောက်ပံ့နေဖို့လိုတယ်အားထုတ်မှုတစုံတရာလိုတာကျွန်တော်တို့တွေးလေရှိတဲ့အမျိုးအစားအတွေးကအားထုတ်စရာမလိုပေတဲ့ဒီဟာကလိုတယ် တက္ကသိုလ်လိုဒီလိုတွေးနည်းမျိုးကိုထောက်ပတ်တဲ့လူအတိုင်းအဝန်တစ်ခုမှာစနစ်တကျဖြစ်မှပဲရတတ်တယ်လို့ယူဆတဲ့သူတွေရှိတယ်။တင်ချာရဲ့အခြေခံသဘော ရှုပ်ထွေးတဲ့သိပ္ပံအိုင်ဒီယာတွေရဲ့အခြေခံသဘောထက်ပိုတွေးတော်နိုင်တဲ့ theoretic abstract thinkers philosophic theory သမားကနည်းနည်းပဲရှိတာကိုအဲဒီလိုလူတွေကိုတော့ကျေပြတ်စွာလဲအတုံးချနိုင်ပါဝါလဲအတော်ရှိ ဖြစ်လာရလာစီတဲ့လက်နက်ကိရိယာပါ။ နေစဉ်လောကမှာအနှစ်ထုတ်ရရှိတဲ့လောကဖြစ်တော်လဲစိတ်ကူးသီအိုရီလောကတိတ်ကနေစဉ်မြင်တွေ့ရတဲ့လောကထက်တောင်ပိုစစ်တလူလူပိုအားကိုယုံကြည်ထိုက်တလူလူ ဖြစ်လာတတ်တယ်ကျွန်တော်တို့ရဲ့အာယုံတွေကျွန်တော်တို့ရဲ့ခံစားမှုတွေက ကျွန်တော်တို့ကိုလိန်ညာလှည့်ဖျားတတ်တာကိုသီအိုရီလောကကပိုးပြီးဓမ္မဒိဋ္ဌံကြတယ် objective လို့ယူကြတာပေါ့တဘာဝသမိုင်းပြတိုက်ကမြို့လေပဲပူနီးတယ်သို့တော်လေးစိတ်မှလည်း ိတ်မဝေးဘူးလို့ကျုပ်တို့ကထင်နေမြေပုံကတော့လေးစိတ်မှဝေးသေးတယ်လို့ပြတယ်မြေပုံကပုံမှန်နဲ့မြေပုံကတင်ကြတာပဲသို့တော်ခန်းစားမှုထက်ပုံမှန်နဲ့သီအိုရီအတွင်းမျိုးရလာတဲ့ចောင်းသားအဖို့အလွန်စိတ်လှုပ်ရှားစရာကောင်းတာသူတို့ကကမ္ဘာလောကဟာဘလို့အလုတ်လုတ်တည်းတိပြီးနားလည်ပြီးလို့ယူဆကြတယ်ကမ္ဘာလောကဟာကြီးမားကျယ်ပြတ်တဲ့ဖြစ်စဉ်တွေသမိုင်းရေလူမှုရေစိတ်ဓာတ်ဗေဒရေမနုဿဗေဒရေတွေနဲ့ ြုလုပ်ထားတာကိုမြင်တက်လာကြတယ်။သို့တော့နေရာမတွေစီးမြင်းတွေနဲ့အုပ်ထားတာဓာတွေကိုစိတ်ကူး theory တွေးနေ abstract theoretic thinking နဲ့ပဲတွေ့ရှိနိုင်တယ်။အိမ်တွေ၊ဘတ်စကားတွေ၊ဈေးဆိုင်တွေ၊လူတွေရဲ့နိုင်ငံရေးနဲ့ငွေရဲ့ဓာတွေကလူအဖွဲ့အစည်း society လို့ဖြစ်လာတယ်။လောလောဆယ်လူအဖွဲ့အစည်းကိုစက်မှုလွန် post industrial ကိုငချင်းကိုချင်း narcissistic စိမ့်စိမ့်ကားကား Alienatings အတိုင်းဝန်းမြောက်များစွာဖွဲ့ Multi Community Cyber Space ထဲက Cyber Special စသည်ဖြင့်ရေပုံရအမည်တက်တာကို အတိတ်ပဲပါတယ်လို့မြင်ကြတယ်။တမိုင်းဘက်မှာကြည်ပြန်တော့ရှေ့ကိုတိုးတယ် Progress စုပ်ယုပ်တယ် The Crite တို့မဟုတ်ဗျောင်းတိဗျောင်းဆန်တန်တရာလဲနေတယ် Cyclical Chaos လို့အမည်ပေးပြန်တယ်ကြီးကြီးကျယ်ကျယ်ရေပုံရပြုတ်ခြင်းလို့ဆိုခြင်းဆိုနိုင်တယ်အဲ့ဒါလိုလုံရင်း အထူးဖြစ်သောတိချဖြစ်သောလက္ခဏာတွေဆုံးရှုံးပြန်တယ်။ចောင်းသားတွေမှာတော့လွန်ကဲတဲ့ယုံကြည်မှုတွေဖြစ်လာနိုင်တယ်၊လွန်ကဲတတ်တယ်၊သူတို့အားထုတ်တိရှိထားတဲ့ရေပုံရလုံမှုတွေ၊အစင်တွေ၊ theory တွေ၊သဘောတရားကြီး၊သဘာဝဋ္ဌသဘော metaphysics မှာစွဲတတ်ကြတယ်။စွဲတဲ့အန္တရာယ်ရှိတယ်။ဒီအန္တရာယ်ကြီးရဲ့သားကောင်တွေကိုကျွန်တော်တို့ပတ်ပတ်လည်မှာမြင်နေရတာပဲ။တယူတန်သောသေချာနေသောသူတွေ ကျွန်တော်တို့လည်းပဲတတိမရှိသော ဖြစ်နိုင်တယ်တတိရှိသောမှ ဖြစ်နိုင်တယ်မရစ်ကျက်သော philosophic နားလည်မှုရဲ့အန်ဒီရဲလို့ဆိုရမှာပဲအင်းခေတ်နိုင်ငံရေးမှာတော့စိတ်ဓာတ်အပြင်းထန်အုံကြွလုကြတဲ့အခါခနာပန်းအစဉ်ပြေသလိုဖြစ်တတ်တယ်ရေရှည်မှာဘေးတွေနိုင်တယ်လာမီဘေးပြေးတွေ့ဖို့နိုးနိုးကြားကြားနဲ့အမျော်အမြင်ရှိရလိမ့်မယ် but the great gift of philosophic thinking is that it's enhanced the brain's capacity for creating order and complexity for seeing patterns within variety for generating theories that account for events, things, and behavior. It can deliver a much more powerful mind. Philosophic Nale Muga အလွန်အားကောင်းတဲ့စိတ်ကိုမွေးပေးတာပဲ။အုံနောက်ရဲ့စွမ်းရည်ကိုတိုးစေတာကိုအရှုပ်ထွေးတွေကြားမှာ အစီအစဉ်စနစ်ကိုဖန်တီးတက်တဲ့အမျိုးအမဲတွေအများကွဲနေတဲ့အထဲမှာအစဉ်ကိုမြင်တက်တဲ့ဖြစ်ရပ်တွေအရာဝတ္ထုတွေအပြုမူတွေကို ရှင်းပြနိုင်တဲ့ theory တွေတည်ထွင်တတ်တယ်။ philosophic စဉ်းစားတတ်လာရင်ကျောင်းသားတွေဟာ သူတို့ကိုသူတို့ agent စွမ်းဆောင်သူလို့မြင်လာတာပါပဲ။အရင်က romantic နားလည်မှုဟာ hero တွေကို အားကြမှု hero တွေကိုမိမိကိုမိမိမြင်ယောင်မှုမှ ခွာပြီးသူတို့ဟာ တမိုင်းကလူမှုရေးကတိဆောက်မှုပဲသူတို့ကိုယ်တိုင်ဟာလဲထိုဖြစ်စဉ်တွေရဲ့တစိ့တပိုင်းသာဖြစ်တယ်လို့မြင်လာတယ်။ဒီ logic မှာ learn to be မိမိဖြစ်တည်လာမှုဆိုတာက အထက်ဖော်ပြပါလို့ဖြစ်တာပါ။သူတို့ဟာ သူတို့ခေတ်မှာခေတ်ရဲ့လူမှုရေးအခြေအနေတွေအောက်မှမွေးတာကာလသမီးတွေပဲလို့သူတို့သိတယ်။ကျွန်တော်အဖွားကငါမြေးမတန်ပါဘူး။ကာလတန်တာပါလို့ ူမြေးကြီးကိုပြောလိရှိသလိုပါပဲကာလသားသမီးတွေကိုသူတို့ရဲ့သမိုင်းနဲ့လူမှုရေးသီအိုရီကလမ်းညွှန်နေတာသူတို့တွေးခေါ်မျှော်မြင်ရေးအိုင်ဒီယိုလော်ဂျီကသူတို့လူအဖွဲ့အစည်းကိုတိုးတက်အောင်ဘယ်လိုလုပ်တည်သလဲခြေလှမ်းတွေကိုလှမ်းစေတာ philosophic နားလည်မှုကလူငယ်တွေအားတူယူကို ပန်းတိုင်ကိုပေးတယ်လူငယ်တွေကိုပန်ဝန်းကျင်တစ်ခုနဲ့ထိတွေ့စေရင်ပြိုင်ဆိုင်မှုရှိပြီးပူးပေါင်းဆောင်ရွက်မှုလည်းရှိတဲ့ လူမှုရေးစီးပွားရေးစနစ်တစ်ခုမှာ အကောင်းဆုံးစုလက်တွေဟာ အတော်ဆုံးသူတွေစီရောက်တယ်လို့သူတို့တည်လာတယ်။ဆေးဆော်မှုကို သူတို့ရမှာပေါ့။သို့ပေတဲ့ထိုចောင်းသားဟာဒီယိုရှင်းတဲ့ ideology နဲ့မကြိုက်တာတွေ anomalies တွေလဲတွေ့လာမှာပဲဆင်းရဲသူဆင်းရဲသားပါဝါမရှိသူ လူအများဟာ သူတို့ညက်လို့မဟုတ်ပဲအဲ့ဒါလိုအခြေအနေထဲရောက်နေပြီးလူညက်တွေကြောက်စရာယွန်းစရာကောင်းတဲ့ ချမ်းသာသူတွေကြတော့ကံအကြောင်းကြောင့်ကြွယ်ဝချမ်းသာသူပါဝါရှိသူတွေဖြစ်နေတာစနစ်ကဘာမှနေတယ်လေထုံတမ်းမကြဖီလာဆက်ကျင် ဖြစ်နေတာတွေတွေ့ကြုံရလို့ ideology သို့မဟုတ် theory ဟာတိတဲ့တမျိုးတမီပြောင်းလဲဖို့လူမလားတွေးကျင်တွေးမယ်တချို့ကြတော့လေဒီအတိုင်းပဲလက်ခံကျင်လက်ခံမယ် ideology ကို ပြန်စီစဉ်ပြီးညီညွတ်လျော်ကန်အောင် ပြုလုပ်ချင်တာလည်းရှိမယ်ဆရာတောင်ဝန်ကတော့ចောင်းသားတွေကို ရေပုံရစနစ်တွေရဲ့အကအသတ်မြင်လာစေရုံမကဘဲထိုစနစ်တွေရဲ့အတုံးဝင်မှုထိုစနစ်တွေအားကောင်းရခြင်းရဲ့အခြေအနေတွေကို တွေးလာအောင်ပြတာပါ philosophic ကရိယာက အစစ်အမှန်ပကတိဖြစ်ပျက်နေခြင်းစိတ်ချရခြင်းသေချာခြင်းအမိတဟဲပြုလောက်ခြင်း truth reality reliability subtly authority တွေရဲ့အောက်အခြေအမြတ်တွေကိုစဉ်းစားတာပဲပေါ်ပြပါ စိတ်ချရခြင်းဆိုတာတွေကို မတော်မတစ်ဘူးလို့ထင်မြင် disapproval တင်္ကာမကင်း suspicion ထိကဘာရီကဘာ cyclone glance မယုံကြည်တာတွေနဲ့ကြုံရတာပေါ့လုံခြုံမှု အာကိုအာထာရမှုကို philosophic နည်းနဲ့ရှာဖွေခြင်းကဉာဏ်ကိုအမြဲဖြတ်လတ်စေတယ်စွမ်းအင်နဲ့ဥတီချက်ရှိတယ်ဆိုတဲ့ခံစားမှုကိုလည်းပေးတယ်ຫນွေဥတမနဲ့မြဝကျွန်းပေါ် အေယာဝတီမြစ်ရဲ့ကမ်းပါတစ်ခုအပေါ်ခမားရက်နေတယ်လို့တွေးကြည့်စမ်းပါကိုခန္ဓာကြောင့်တီးချင်း Somatic Toolkit ကကျူရိုးကျူရန်တွေတရွှီရွှီမိတန်ကို ကြားမှာပဲရိမ့်နေလှုပ်နေတာကိုအတော်ကြီးကိုငိမ့်အေးတဲ့ခံစားမှုဟာခမားစီရောက်နေမှာပဲဒန္တာကြီးတီးချင်း Mythic Toolkit ကြောင့်မြစ်ရဲ့စီနေရချင်းမြစ်ကမြက်ပင်တွေတစ်ပင်တွေကိုတရိတ်ဆန်တွေအင်းဆက်တွေကိုထောက်ပံ့နေတာ မြစ်ကြောင်မိုးခေါင်နာကိုကြော်လွန်ပြီးငါးတွေအသက်ရှင်နေတာခင်မားရဲ့စိတ်ထဲရောက်မှာပဲစိတ်ကူးအလွမ်း romantic တည်ခြင်း romantic two kick ကตาရလိုက်တာလှလိုက်ပါတဲ့မြင်ကွင်းအိမ်တွေဈေးဆိုင်တွေစက်ယုံတွေနဲ့သူတို့ရဲ့အညစ်အကြေးတွေမျက်စီမရောက်အောင်တားရမယ်လို့စိတ်ကပိုင်းဖြတ်မိမှာပဲ philosophic အတိ philosophic two kick ကတော့မြည်ရီတသွင်းသွင်းအဆက်မပြတ်စီးတာကိုတည်တာ အဝေးက UV တောတန်းတွေမိုးမယွာတာကြာပေမဲ့မြေကြီးကြီးကဘာကြောင့်ဓာတ်လောက်တန်နေရသလုံးအသေးစားတမန်လေးများပတ်ဝန်းကျင်ကိုမထိခိုက်ပဲတုံနိုင်မလားတစ်လုံးတွေအထက်ကမျောလာတယ်အထက်ဘက်စီတစ်စိတ်ရှိကောင်းရှိမယ်ကျွန်တော်ကကန်းဆက်ကိုဆင်းမြေကြီးအေးအေးကိုလက်ခုပ်နဲ့ခတ်ကြည့်တယ်ဒီရေကတော့ဟိုရေမဟုတ်တော့ဘူးလက်ကြားကရေယူတော့ရေပုတ်တွေယူစီးပြီးထိုရေနဲ့ပြန်ပေါင်းသွားတယ် အမြဲပြောင်းလဲနေပါရဲ့မြစ်ကတော့ဒီမြစ်ပဲပင်လေရောက်မယ်တင်တွေစီရောက်မယ်ပြီးတော့မိုးရွာချဒီမြစ်ပေါ်တခြားမြစ်ပေါ်တစ်တော်တွေကိုဖြတ်တန်တရာကြီးလေယုံအခုနားဆင်ခဲ့ရတာကတော့စာရေးဆရာကူတာရဲ့စာတင်ကြောင်းများဤပြဿနာများနှင့်သိမြင်နားလည်ခြင်းစာအုပ်ထဲကအခန်းနှစ်အပိုင်းလေးဖြစ်တဲ့ Philosophic နားလည်ခြင်း philosophic understanding ဖြစ်ပါတယ်အခုလိုနားဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ